အဖေရောအမေရောမရှိဘူးဆိုလဲအာမငယ်နဲ့ဟောဒီနာညောင်ပြူပင်ရွာမောင်ကြီးဆိုလဲကလေးလေးအဖေနဲ့အမေရှင်းစင်တော့စင်သေးတယ်ရွာမှာအမျိုးတွေရှိမယ်မကျွေးနိုင်ဘူးရွာထုံးစံအတိုင်းအဲ့ဒီကလေးဘယ်ရောက်သွားလို့ဘုန်းကြီးကြောင်းပေါ်လယ်ရီဆရာတော်ကြီးထံကိုရောက်တယ်လယ်ရီဆရာတော်ဘုရားခိုင်းတာပေါ့လောကကြီးမှာခိုင်းကောင်းတဲ့သူကိုခိုင်းကြစမြဲပဲဟာအဲ့ဒီကမင်းတို့ကနှာခေါင်းရှုံနေတယ် တခါတည်းခိုင်းတာမဟုတ်ဘူးတင်ပေးတယ်လို့အောင်းမယ်ရီမန်းရဲ့သေးတဲ့သူကငါ့ကိုခိုင်းလိုက်တာလို့မြင်တယ်ရီမန်းရဲ့ကြီးတဲ့လူငယ်ကြတော့ငါ့ကိုအားကိုးတာလို့မြင်တယ်ငါ့ကိုတင်ပေးတယ်လို့မြင်တယ်မောင်ကြီးဆိုတဲ့ကလေးလေးကဆရာတော်ဖျားခိုင်းသမျှလုပ်တယ်သူ့ရင်ထဲမှာဆရာတော်ကငါ့ကိုယုံကြည်လို့ငါ့ကိုတင်ပေးနေတာငါ့ကိုနှိမ့်ချနေတာမဟုတ်ဘူး တပည့်စီလဲလာချင်းအတူတူငါ့ကိုနှိမ့်ချတယ်လို့မြင်ဘူးဆရာတော်ကငါလဲတာမှသဘောကျတာဟောပြောနေတာမောင်ကြီးကအဲ့ဒီလိုနေတော့ဆရာတော်ဘုရားနာမှာနေတာကြောင့်ဆရာတော်ဘုရားပြောသမျှစာတွေလိုက်ရင်းလက်ရင်းလက်သားစာလှစလုံးပေါင်းနေကမှန်အဲ့ဒီလိုနဲ့ရိုးရိုးရွာသားလေးအဖေမဲအမေမဲမောင်ကြီးဟာပဏိတဖြစ်လာတော့လယ်ဒီကျောင်းကဖြစ်တာမို့လယ်ဒီပဏိတဥမောင်ကြီးဆိုတာအဲ့ဒီလိုဖြစ်တာလေစိတ်ကိုအေးအေးထား 白羊们说：“哥哥来，雷云霹雳，太有劲了。”